အဲ့တော့အမ် matching headings ပြောပြီး why ဆိုတော့သူ့လိုပဲ main ideas ဘောမျိုးပဲပေါ့နော်ဒီလို paragraph တစ်ခုရဲ့ main points ကိုမြည်ရနောက်ထပ် question type တစ်ခုရှိသေးတယ်အဲ့ဒါ multiple choice ပါ multiple choice မှာလည်းသူကဟို scanning သွားစရာမလိုပဲ ਨੇ okay ဘယ် paragraph ကိုသွားဖက်အဲ့မှာ writer ရဲ့အဓိကပြောချင်တဲ့ပွားကဘာလဲမေးရပါဘူးခါလေးကျွန်မရအောင် ဟို scan လုပ်ဆရာ keywords လည်းမပါဘူး paragraph ကြီးပဲသွားဖတ် writer က main point ကဘာလဲဆိုရင်ဒီခါလေးကြောင်သွားတတ်တယ်မဖြေတတ်ဘူးအဲ့ပုတ်တွေဆိုရင်အဖြေမှားတယ်အဲ့တော့အဲ့လိုဖြစ်တတ်ကြတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာ main points က main points ကိုဘယ်လိုရှားရလဲဆိုတဲ့အကြောင်းလေးတွေမမှားတဲ့အဖြေတွေကိုဘယ်လို exclude လုပ်ရလဲဆိုတဲ့အကြောင်းလေးဖတ်ကြည့်မယ်နော်အဲ့တော့သူတို့တတိထားမှာသူက matching headings နဲ့နည်းနည်း scale တူပါတယ်အဲဒါကတော့ USK ကလည်းခုနအတိုင်းပဲပေါ့နော်ခုနကတော့ understanding main ideas ဒါတော့ understanding main points ပေါ့နော်မတူအောင်ပေးတာတကယ်တော့ tomato tomato ဆိုပါပဲ तू ကတော့ idea လောက် general မဖြစ်ပေမဲ့ main points points အနာပေါ့နော်ဆိုတော့ uh another type of question that focus on the main point main point paragraph တစ်ခုရဲ့ main point အနောက်တစ် focus လုပ်တာ multiple choice ပါဒီမှာတစ်ခုပြောရရှိရ multiple choice မှာ question type နည်းနည်းလေး question ပုံစံမတူတာရရှိတယ်အဲ့ဒီမတူတဲ့ question type တွေကိုခြေတို့က တက်တက်တင်အောင်ပါမာတပဲ choice ဖြစ်နေဆိုပြီးတော့သူကနှစ်မျိုးတင်အောင်ပါဒီ question type မှာသူက main point ကို နားလည်အောင်ဖတ်ရတာเนาะတကြောင်ထပ်ပို့ပြီးဖတ်ရတာဖြစ်တဲ့အတွက်ကိုဒီ matching headings လေးနဲ့ချက်တို့ကတွဲပေးရတာပေါ့နော် anyway main point of a paragraph ကိုဘာ question type နဲ့မေးတတ်သေးလဲဆိုရင် multiple choice နဲ့မေးတတ်ပါသေးတယ်အဲ့တော့ဘယ်လိုဖြေရလဲဆိုတော့ချက်ကြည့်ကြည့်ရအောင်အဲ့တော့ဒါကကုနာအမှတ်မိမယ်ထင်တယ်ကုနာက plan community urban planning အကြောင်းပါပဲ နော်အဲ့တော့ပြန်ပြီးတော့မှတ်မိသွားအောင်လို့ scan လေးတစ်ချက်ပြန်လုပ်ပေးပါ1 minute pause လုပ်ပြီးတော့ scan လုပ်ပေးလို့ရပါတယ်အဲ့တော့ paragraph E မှာကဒါ long and very history ကိုပြောတာ paragraph B ကတော့ paragraph B မှာကျတော့ဘလူးကြောင့်မလို့အာဘန်ဒီဗလော့မန့်ကြီးဖြစ်လာလဲဆိုတာကိုပြောတယ် paragraph C မှာကကျတော့အဲ့ဒါ traffic ကို reduce လုပ်ဖို့ urban planning တို့ introduce လုပ်တယ်ဆိုတာပြောရဲ paragraph D မှာကျတော့ဒီ economic crash ဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောရဲပေါ့ တော့ paragraph A မှာတဲ့ဒီလို question မျိုးမိရင်ចောင်းသားလေးចောင်းသားကြီးတော်တော်ចောင်းသားလေးရှိရဲ့ what's the main point does that the writer makes us ဆိုသူကမေးကြတယ်ချက်ဘာကိုလိုက်ဖက်ရမှာလဲပေါ့เนาะအဲ့တော့ဘာကိုလိုက်ဖက်ရမလဲဆိုတာတဖက်ပြီးဘလို့ကိုတိွားလဲဆိုတာကိုရေးကြည့်ပါတယ်လိုက်ဖက်ရတာမဟုတ်ပါဘူး paragraph A ကိုဖတ်တယ်โอเคအဲ့မှာအဓိကပြောချင်တဲ့ writer ပြောချင်တဲ့ main point ကဘာလဲဒါတော့ main idea အဲ့တော့ဒီမှာ share တို့အောက်က paragraph A စာကြောင်းလေးတွေပေးထားပါတယ် The part of paragraph A relating to each option are underlined below Read the paragraph carefully choose the correct option ဒီမှာဖြေပုံခင်းနည်းလေးရတစ်မျိုးပါအဲ့တော့တတိထားပြီးကြည့်ရမယ်ဆိုလို့ရှိရင်သူကဒီ option က၄ခုပေးထားပါတယ်ဟုတ်နော် option ၄ခုပေးထားတယ်အဲ့တော့ဒီချက်ရဲ့အလိုကတော့အဲ့ဒီ option ကိုချက်ကြိုးမဖောက်ပုံမှန်ဆိုလို့ရှိရင် ဒီမှာတော့ချက်တော့အရှိန်မှာဟို matching headings ဖြည့်ပြီးသားမဟုတ်လို့ paragraph ကိုတိချာတည်နေရပေါ့နော်အဲဒီလူမျိုးမဖတ်ထားဘူးမရိုက်ရတာမသိတာရင်ဒါရေးတော်တော်လေးကိုအတွက် information overload ဖြစ်နိုင်တယ်အဲ့တော့ option ကိုကြိုပြီးတော့မဖတ်ဘူးချက်ရတဲ့ဘောကတော့ main point ကဘာလဲဆိုတာပဲသွားရှာလေးရှိရဲ့ paragraph a ကိုဖတ်တယ်ခုန matching headings လို့သဘောမျိုးပဲ paragraph a ကိုဖတ်တယ်အဓိကပြောရတဲ့အချက်ကဘာလဲ kait တဲ့ဟာကိုယူရတယ်။ kait တဲ့ဟာကိုတမ်းမယူနိုင်ရင် exclude လုပ်ပြီးတော့ယူလေးရှိပါတယ် ဲ့တော့ဒီမှာကဘယ်လိုလဲဆိုတော့တစ်ချက်ကြည့်ကြည့်အောင်ဆိုတော့ဒီမှာဆက်လာခဏလေးနော်ခြေတို့ပန်လေးရွေးကြည့်အောင်โอเคအစလို့ရှိရင်ဒီမှာ paragraph A ကိုတော့ပြန်ပေးထားတယ် option ၄ခုကိုတော့ option ကအဲ့တော့သူကကိုယ်မှားအောင်ပဲလုပ်ထားတာပေါ့နော်သဘောတရားက ဲ့ paragraph A မှာမှာ option တစ်ခုချင်းစီနိုင်နေတူတဲ့စာကြောင်းကို sign နဲ့စာကြောင်း line တာပေးရတယ်အဲ့မှာမှာကျတော့အဖြေကိုရွေးရတာပေါ့နော်ဥပမာ number B ကိုစာကြည့်ကြည့်လိုက်ပေါ့နော် Urban planning concept is of it's not restricted to modern time. အခုမှ modern ဖြစ်တဲ့ concept မဟုတ်တော့အရင်တည်းကရှိရဲဆိုတာဘသူနဲ့ဆိုင်တဲ့စကြောင်းလေးရတာပြီးဒီမှာအဆုံးစာကြောင်းလေးပေါ့နော် ancient one. အဲဆို obviously ဒီဘုတ်ကတော့ B မှန်နေ။ဒါပေမဲ့ तू ကကိုရာဆိုရင်တော့ B ဒါကခြေကလည်းပြပြီးသားဖြစ်နေလို့ B ကအဖြေမှန်ပေါ့နော်။ okay ဒါဆိုရှင်တခြား option တွေနဲ့ခက်ဆင်ဆင်လေးသူကပေးထားအောင်ပါပဲဒါဆိုဒုတိယစာကြောင်းဆိုသူက D နဲ့တူတယ်တဲ့ in fact one of the earliest cities on record ဒါဆိုရင်အစိုးဆုံးဒီလိုမျိုး urban planning နဲ့သွားတဲ့မြို့နာမည်ကိုသူကပေးထားတယ်အဲ့တော့အစိုးဆုံးကိုပေးထားတယ်ဆိုတော့ဒီမှာသူက D နဲ့နည်းဆိုင်တာပေါ့နော် Asian city အကြောင်းပေးထားတယ်ဒါပေမဲ့ပေးထားတဲ့ option ကကြတော့ more successful ဖြစ်လာဆိုတော့ကျွန်တော်အဲ့လို comparison မျိုးရှိလာဆိုတော့မရှိဘူးတကယ် သူအစောဆုံးတစ်ခုကတော့ဘာပါဘယ်မှာဖောက်တယ်လို့ပဲပြောတယ်ဘသူကပို successful ဖြစ်တယ်ဆိုတော့ comparison မျိုးပေးရတာမျိုးမဟုတ်ဘူးအဆလို့ရှင်တခြား option တွေရောအဲနောက်တစ်ခုကြည့်ကြည့်ရအောင်နော်ဒီစာကြောင်းလေးဒီစာကြောင်းလေးဆိုရင် middle age မှာဆိုလို့ရှိရင် middle age နဲ့ renaissance မှာ various plant communities တွေလည်းရှိခဲ့တယ်။အဲ့တော့တခြား communities တွေလည်းရှိရဲ့ A နဲ့ D နဲ့ဆိုင်နေပေါ့နော်။အဲ့တော့ဒီမှာလည်းလိုပဲ badger ဖြစ်လား theories နဲ့ practice နဲ့ကိုရှင်းထားတဲ့ comparison မျိုးရှိတာမတွေ့ဘူး။ general plant communities တွေရှိခဲ့ရဆိုတာပဲသိရ။နော်။ပြီးတော့ဟိုဒါ D နဲ့လည်းဆိုင်နေပေါ့နော်။အရင်တော့ Asian ဟာတွေရဲ့ comparison မျိုးမတွေ့ရဘူး။အရင်တော့ရှိခဲ့တယ်ဆိုတာကိုပဲသိတာ။ဒါကြောင့်မလို့ A လည်းမဟုတ်ဘူး D လည်းမဟုတ်ဘူး။နောက် C နဲ့ပတ်သက်တာ C ကတော့ဘယ်လိုပြောရလဲဆိုတော့ uh, carry out by professional တော့ခြေထားကိုဖက်လိုက်တရားဘာလို့တတိထားမိလဲဆိုတော့ should be carry out အဲ့တော့ writer ရဲ့ main point ကိုလိုက်ရှာနေရဖြစ်တဲ့အတွက် should be လို့ရေးတာတော့မသိ writer suggest လုပ်ထားသလိုလိုမျိုးရေးတာပါเนาะအဲ့တော့ professional နာမည်တွေကိုကြည့်လိုက်တော့ဒီမှာကအာ architect နာမည်တွေ့တယ် Leonardo da အာ Da Vinci ဆိုတဲ့နာမည်တွေ့ရပေါ့နော်အဲ့တော့သူဆိုရင် design လုပ်တယ် architect ဆိုလို့ရှိရင်လည်း master plan လုပ်တယ်ဘယ်သူတွေကလုပ်သင့်မှာလဲဆိုတဲ့ suggestion မျိုး တွေ့ professional names တွေတွေ့ကောင်းတွေ့နိုင်တယ်။ဒါကြောင့်မို့လို့အာ C ရလည်းအဖြေမှန်မဟုတ်ပါဘူး။အဖြေမှန်ကတော့ဒါက writer က paragraph A ရတဲ့အကြောင်းရင်း Okay urban planning ဆိုတာအခုခင်မရှိအောင်မို့ကျွန်တော်ကလည်းဒီလိုဒီလိုဒီလိုရှိခဲ့ဘူးလေဆိုတော့ပြောချုံပြောရုံပဲ။ဒါကြောင့်မို့လို့အဖြေမှန်လေးက B ဖြစ်ပါလိမ့်မယ်။အဲ့တော့ဒီမှာပိုးလေးနဲ့ရေးထားတာလေးတွေ့ပါလိမ့်မယ်။အဖြေမှန်က modern time မှာပဲရှိရမို့အရင်ထဲကလည်းရှိခဲ့ဘူးလေလို့ပြောတာ။ဒါကြောင့်မို့လို့ main idea ကိုရှာဖတ်တတ်ရင်ဟို matching headings ကိုရလိမ့်မယ်။ matching headings ကိုမှန်ပြီဆိုရင်မှဒီဘက် choice ကဟိုတိချဲ့ရဲ့ experience အရာလဲလို့ပဲတိချဲ့ဆိုလို့ရှိရင် matching headings မှာအရင်ပြတ်တာတက်တယ်။အော် matching headings ကိုဒီလောက်နိုင်အောင်လို့ဒီ idea ကို main idea ကိုတကယ်ရှာဖတ်နိုင်အောင်ကြိုးစားတယ်။ကြိုးစားပြီးတော့အဲ့ချိန်မှာတကယ်တော့ multiple choice ပြဿနာမငြိမ်းသေးဘူးပေါ့နော်။ဒါပေမဲ့ matching headings လေးရပါအောင် multiple choice က auto ရပါတယ်။ဘာလို့လဲဆိုတော့ main idea ဖတ်သွားတယ်။ main points ကိုရှာတက်သွားတယ်။တခြားချက်တွေမဟုတ်ဘူးဆိုတာရှင်းတက်သွားတယ်။အဲ့တော့ဒီလိုပုံမျိုးမှာ paragraph A လို့ပြောရတဲ့အတွက် A ကိုသွားဖတ်တယ်။ အမှန်ကိုတန်းရွေးတိုင်းဟိုသူ့ကိုဘာတော့ဖတ်ပြီးတော့ဒီဘက်ကို list ကိုပြန်လိုက်ကြည့်ပေါ့နော်မှန်တဲ့ option ကိုရွေးဒါမှမှားတဲ့ option တွေကိုဟိုဘက်နဲ့ check ပြန်ပြီးတော့ check က balance လုပ်ပြီးတော့ပြန်ပြီး exclude လုပ်တာမျိုးအဲ့လိုမျိုးတော့မှာနော်ဘာမှ scan လုပ်နေကြမှာတော့နော် main point လို့ပြောရဲ paragraph A လို့ပြောရဲတော့ paragraph A ကိုအကုန်သွားဖတ်ပြီးတော့မှန်တဲ့ check ကိုလေးဒါပဲမတိချရဲ့ပုံတူပြန်သွားကြည့်ပြီးတော့ exclude ဒါဆိုလို့ရှိရင်အဲ passage ကို pause လုပ်ပါ sorry video လေးကို pause လုပ်ပါပြီးတော့လို့ရှိရင် passage လေးကိုပြီးတာတဲ့ ကဲတော့ paragraph တစ်ခုလေးပဲပေးတာပေါ့ paragraph တစ်ခု b ကိုဖတ်ပါပြီးရင် manage ဟာရေးပါသူပေးတာရှင်းရှင်းလေး second paragraph အရာ garden city movement ဆိုရင် incomplete sentence လေးပေးတာပေါ့ဒါဆိုရင် we need to choose a sentence that is true for garden city movement garden city movement အတွက် manage option လေး manage sentence ပိုင်းလေးကိုရွှေ့ပေးရမယ်အဲ့တော့တစ်ချက်ဖတ်ကြည့်ရအောင်နော်ကိုဘတ်တကူ pause လို့ပြီးဖတ်လိုက်ရပါတယ်အဲ့တော့ garden city movement ဆိုတာဆိုဒီနားလေးကြောင်းပဲဖတ်မှာပေါ့နော် ဘာလို့ဖြစ်လာလဲဆိုတော့ asset reaction to pollution and crowding ကြောင့်ဖြစ်လာတာအပီဝိုင်း pollution and crowding ကြောင့်ဖြစ်လာပြီးရင်တော့မှတ်မိမယ်တင်တဲ့ homework ကသူရဲ့စာအုပ်ရေးတယ်အဲ့စာအုပ်ကလည်းဘလို့ attention ရပြီဘလို့ရေးဆက်ဖြစ်တယ်ဆိုတဲ့အကြောင်းရေးရလောလောဆယ် garden city movement ကတော့ pollution and crowding ကြောင့်ဖြစ်လာအဲ့တော့ changes before industrial revolution ဆိုတော့အဲ before လာဆိုတော့ industrial revolution ကြောင့်ဖြစ်တာ industrial revolution အချိန်မှာ ဒီຢာတွေဒီပြဿနာကြီးတက်လို့ reaction နေနေဖြစ်တာဆိုတော့ before တော့မဟုတ်ပါဘူးဒီ before ကြောင့်မှာပါ was held back by a wall and lack of a ကြောင်းလေးပါလားနော်ဒီ wall ဖြစ်လို့နော် fan မရှိလို့ရက်လိုက်ရတယ်ဆောင်နှောင့်နေလိုက်ရတယ်ဆိုတာမျိုးလေတွေ့ပါအောင် resulted in city that were larger than uh they had been before အဲ့လိုမျိုးအရင်ကအရင်က size ကြီးရဲ့ เนาะ cities တွေဖြစ်လာပါတယ်ဆိုတဲ့အကြောင်းလေးဒီမှာမတူဒီထိပဲဖတ်ဆရာရှိရ Garden City Movement အကြောင်းတော်ဒါလေးရေးလို့မရဘူး what's designed to combat to combat or to fight back ပဲ to solve the problems ပဲเนาะအဲ့တော့ modernization ကြောင့်ဖြစ်လာတဲ့ problem တွေကို combat လုပ်ဖို့အတွက် design လုပ်ဖို့ design လုပ်ထားတာပါဒါအရောမှန်တယ်ဘာလို့လဲဒီမှာ as a reaction သူရဲ့သူဖြစ်လာတဲ့အကြောင်းရတရားလေးပဲ industrial revolution ဆိုတာ modernization တစ်မျိုးပဲเนาะ အဲ့ဒါလေးသိရမယ်ကျတို့တမိုင်းမှာ advance တွေရှိရယ်ဥပမာ industrial revolution လို့နော်အဲ့လိုမျိုး advance တွေရှိရယ်တဖြည်းဖြည်းနဲ့ဟို evolution ဖြစ်လာတာ evolution ဆိုတာဒါလူနေမှုစရိုက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တဖြည်းဖြည်း modernize ဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ဒီမှာဆိုလည်းဒီ revolution ဖြစ်တော့ crowding နဲ့ pollution ဖြစ်တယ်ဒါကြောင့်မို့လို့ urban planning တွေလောက်လာကြတာဒီပြဿနာကိုဖြေရှင်းမှုအတွက် garden city movement ဖြစ်လာတယ်ဆိုတော့ဒီအပုပ်ပဲအမှတ်ပါ အဲဒီမှာနည်းနည်းလေးသိတင်တာလေးအဲ့ combat problem ဆိုတဲ့ collocation လေးမှတ်ထားပါနော်ကျတော့ solve the problems handle the problems combat problems target the problems များတော့အဖြစ်အဲ့ဒီ collocation လေးသိရပါ Okay ဟာဆိုလို့ရှိရင်နံပါတ်2ကဒီရယ်အဲ့ဒီမှာလည်းလိုပဲစကလုံးလိုက်ရှာတာမဟုတ်ဘူး current city movement ရဲ့ keyword တော့ရှာတာပေါ့ main point writer main point လို့မေးရမှာပဲ ਨੇ second paragraph ရ current city movement လို့ပဲပေးတာတော့သူနဲ့ပတ်သက်တဲ့ information တော့ဖတ်မှန်အောင်ရှုဒါပဲ ကဲဒါဆိုလို့ရှိရင်ဒါကတော့ဖြေလေးပါကဲ paragraph ဒီကတော့ paragraph ဘာလို့မပေးတာဘူးသူက one aim in design နဲ့ the city of red band city design မှာသူတို့ဘာဖြစ်စေဘာဖြစ်ချင်တာလဲဆိုရယ် aim ကိုရွေးခိုင်းတာပါအဲ့တော့ red band လို့ပြောရတဲ့အတွက်ခြေကတော့ paragraph passage အကုန်လုံးမပြပဲ red band ပါတဲ့အပိုင်းလေးပဲပြရတာပါဒီနားလေး red band ရဲ့ aim ကိုမေးရဆို initially design ဒီနေရာလေးကိုပဲဖတ်ပါမယ်အဲ့တော့ red band was initially designed so the resident would not require automobile. Lorsian Shimalaba, the Sajangi at Yasarana, can see as a community, children addressed the Piano Tri community. So, level intentional design of this long automobile name Lua Mabangola. So, Bian Chichi Amazon to create something totally different from CD as well, Alumio, unique Piano, Yero, Mahobu, to your intention. To your intention, automobile Malu, for later safe Piano. To reduce the danger for family living in the area safe ဖြစ်အောင် clear တွေဆိုတော့ families for no danger or reduce လုပ်တယ်ဆိုတော့ဒါရွေးလို့ရတယ် to make sure people could park their cars เนาะတို့ mobile no? မလိုအောင်လုပ်ထားတာပါ increase green spaces by designing houses with garden ဒီ aim လည်းမဟုတ်ပါဘူးအဲ့တော့ initially design ဆိုတဲ့ဒီအကြောင်းပဲကျေရဲ့ wrap up နဲ့ပတ်သက်ပြီးတော့မှန်ပါမယ်ဒါကြောင့်ကိုအဖြေရပြီးဖြစ်ပါတော့နောက်အကြောင်းလေးကိုတော့ဖတ်လိုက်ရင်တော့မဟုတ်တော့ပါဒါဆိုတော့ ဒီကောင်ကိုတော့ကြည့်လိုက်လို့ရှိရင်လည်းနောက်တစ်ကြောင်ကိုတော့ဖတ်လိုက်လို့ရှိရင်လည်း Separate Urban Planning Design with Pioneer at Design အသစ်တွေတော်တော်များများ Rapper မှာ Pioneer လုပ်တယ်ပေါ့နော်ပြီးတော့အဲ့ဒီအချက်တွေကြောင့်ပဲတခြားနောက်ထပ် communities တွေသူက influence လုပ်တယ်ပဲပြောတာဒါနောက်မှဖြစ်လာမယ့်အချက်တွေပေါ့နော်ဒါပေမဲ့ anyway ရွေးလို့ရတာတော့ဒါ Rapper ရဲ့ aim ကတော့ B ပဲရွေးလို့ရတယ်နော်ဟို Gardens Day အကြောင်းလည်းဒီမှာပြောရတာမှာပါပါဘူးဒီကတော့အဲ့ဒီ safe ဖြစ်အောင်လုပ်ပါမယ် โอเคဒါဆိုလို့ရှင်ဒါကတော့နံပါတ်3ဖြေပါကျေနက်မတ်4နောက်ဆုံးပုတ်လေအဲ့တော့ pause လုပ်ပြီးတော့အရင်ဖြည့်ကြည့်ပါအာဒီပုတ်လည်းအလိုပဲဟိုကျတို့ကဒီမြို့၃မြို့နဲ့ပတ်သက်တာလေးကိုအသွားရှာမယ်ဖုံတူတဲ့ချက်၃မြို့ okay ၃မြို့ rebelter green belter ၃မြို့ these town contains ဆိုတော့ တော့ indirect response တွေအရှိမကနပြောရဲ market crash ဖြစ်တယ်လုပ်တွေပြုတ်တယ်အဲ့တော့ affordable pricing တွေလိုလား housing တွေလိုလားတဲ့ဒါကြောင့်မလို့ဒီ၃မျိုးစောက်တယ်အဲ့ဒီမှာပါရပါမလဲဆို many of the element of green city movement development တွေကအစိတ်ပိုင်းတော်တော်များများပြန်ပါမယ်အ super block to green belt to ပါမယ်ဆိုတော့ resident were affected by the stock market collapse ဒီဒီမှာနေမဲ့သူတွေလို့မပြောဘူးเนาะဒါ အရှိမအဖြစ်တဲ့အကြောင်းအရာကြောင့်မလို့ government ကလုတ်လိုက်တာဆိုတော့ဒီဒီမှာလာနေမဲ့သူတွေက stock market collapse ကို affected ဖြစ်လားမဖြစ်လားကျေလို့မသိဘူးတကယ်တော့ true false not given နဲ့ပြင်မယ်ဆိုတာ not given လို့ပါပဲ bill for wealthiest people လို့လည်းကျေလို့မတွေးလိုက်ပါဘူး town were each the towns were each surrounded by natural parkland or hotte green belt or under developed land လို့ပြောရတယ်အဲ့ဒါ parkland အရှိမှာတော့တွေ့လိမ့်မယ် parkland နဲ့တူတူပဲဒါတော့ချွေးလို့ရမယ် constructor same here that not given by the future မသိပါเนาะအဲ့တော့ဖြေရတော့ C ပါအဲ့တော့ main point ရှာတာလေးက matching headings အမှက multiple choice မှာလည်းပါတတ်တယ်ဒါပေမဲ့ multiple choice မှာတခြား scale တွေကိုကြည့်ရပုံစံမျိုးတခြား scale တွေကိုစစ်တဲ့ multiple choice တွေလည်းပါပါသေးတယ်နော်အဲ့တော့သတိထားစရာကဒီ main points ကိုနားလည်ရမယ် multiple choice မျိုးဆိုလို့ရှိရင်အခုကောင်းတာကဟို scanning အခြေတို့အများကြီးလိုက်ဖတ်နေကြမှာလို့ပေါ့နော်သူက အရန်သိတာတဲ့ keywords မျိုးပါလိမ့်မယ်ဒါမှမဟုတ် paragraph block ဆိုတာမျိုး date တို့ပါပါတယ်ဒါကြောင့်လို့အဲ့နေရာကိုရင်သွားဖက် option တွေကိုအရင်ဖတ်ပြီးတော့ကိုကိုကိုအရန် distracted အဖြစ်မှခံပါလဲခြေဆိုတော့ scanning skimming နဲ့အရှင်းမှလုတ်ထားရင်လုတ်ထားပါပဲဒါကြောင့်မို့ပြန်သွားဖက်ဖတ်ပြီးသွားရမယ်အဖြစ်မှလာရွေးပါနော်အမှ exclusion method နဲ့တွားပါကျန်တဲ့ option တွေကိုလည်းပြန်တိုက်တိုက်လို့ရတာပဲဟိုဘက်ကလည်းပြန် message ကိုလည်းပြန်ကြည့်နေလို့ရတာဖြစ်တဲ့အတွက်ဒါကတော့ main points တွေကိုဖတ်တဲ့နေရာစကလုံးလုံးဝမတိုက်ဘူး စကလုံးတိုက်တာမပါသေးပါဘူး။အဲဆိုလို့ရှိရင်ရှင်နဲ့နောက်ထပ် question type ဒီလိုမျိုး main points တွေကိုအဓိကကြည့်ရတဲ့ matching နောက်တစ်မျိုးနဲ့ရှင်တို့အဲနောက်ထပ် video တစ်ခုပါအဲ့ဒါလေး practice လုပ်ပါမယ်နော်။ Bye bye ။